ျွန်တော်တို့ mkdir ဆိုတဲ့ command တွေကိုလေ့လာပြီးတဲ့အခါမှာကျွန်တော်တို့ rmdir ဆိုတဲ့ command တွေကိုဆက်ပြီးတော့လေ့လာပါမယ်ပေါ့နော်ဆိုတော့ rmdir ဆိုတာကကျွန်တော်တို့ဘာလုပ်ဖို့အတွက်သုံးတာလဲဆိုတော့ကျွန်တော်တို့ဒီ directory ရေ file တွေကို remove လုပ်ဖို့အတွက်သုံးတာဖြစ်ပါတယ်နော်ဆိုတော့အာဒီသူကတော့မှတ်လို့ရပေါ့နော် mkdir mk ကကြောက် make နော် directory ကိုလုပ်တယ် rm ကကြောက် remove လုပ်တယ်ပေါ့နော် delete လုပ်တယ်ပေါ့နော်ဆိုတော့ဒီအတွက်သုံးပါနော်ဆိုတော့ okay အဲ့တော့ကျွန်တော်ကြည့်အောင်နော် တော့ကျွန်တော်ဒီနေ့သင်ခန်းစာလေးကိုလုပ်ဖို့အတွက်ကျွန်တော်တို့အာဒီထဲမှာကျွန်တော်တို့ရဲ့ folder ထဲမှာ folder သိမ်းဆောက်ပါမယ်နော် test dot ရက CS challenge ထဲမှာကျွန်တော်ဒီမှာ new folder rm pir fold folder ဆိုရဲကျွန်တော် folder လေးတစ်ခုဆောက်ပါမယ်နော် okay ပြီးအဲ့ဒီကဝင်မယ်ဝင်ပြီးကျွန်တော်တို့ right click တောင်း open terminal ဆိုပြီးတော့ဖွင့်ပါမယ်နော် okay နော် ဆိုတော့ကျွန်တော်တို့ဒီ RMDIR ဆိုတဲ့ folder တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ folder တစ်ခု save ဆက်ပြီးစောင့်ကြည့်မယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ MKDIR ကျွန်တော်တို့ MKDIR ဆိုတော့ DELET delete folder ပေါ့နော် delete folder ပေါ့နော်ကျွန်တော် folder လေးတစ်ခုစောင့်လိုက်တယ်ပေါ့နော်ကျော်ပြန်ပြီးထုတ်ကြည့်ရအောင်ကောင်မှာ delete folder ဆိုရယ် folder လေးတစ်ခုပေါ်လာနော်ဆိုတော့ကျွန်တော်အဲ့ဒီ folder ကိုကျွန်တော် remove လုပ်ချင်တယ်ဆိုရင် rmdir ကျွန်တော်တို့ the leaf folder ဆိုပြီးကျွန်တော်တို့ဖြောက်ပစ်လိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော်ထုတ်ကြည့်တဲ့အခါမှာမရှိတော့ပါနော်ဆိုတော့ဒါဆိုရင်ကျွန်တော်ပထမဆုံး comment တော့တွေ့ပါတယ် mkdir ကကျွန်တော်တို့အာ folder ဆောက်တယ် rmdir ကကျွန်တော်တို့ပြန်ပြီးတော့ remove လုပ်တာပေါ့နော် okay ဆိုတော့သူက rmdir ကသူက remove လုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အာမှတ်သားထားစရာတခုတော့ရှိရပါနော်သူကဘာကိုပဲ remove လုပ်တာလဲဆိုတော့သူက empty directories ကိုပဲ remove လုပ်တာပါအာသူကအထက်ထဲမှာဘာမှမရှိဘူးဆိုမှ remove လုပ်တာပေါ့နော် ဆောက်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်ခုနကတော့ကျွန်တော် folder တခုကိုကျွန်တော် remove လုပ်သွားပါပဲနော်โอเคအဲ့တော့ကျွန်တော်နောက်ထပ် folder လေးထပ်ပြီးဆောက်ပါမယ်နော် mkdir ကျွန်တော် upward ရ folder 1အဲ့ folder 1ရဲ့ကျွန်တော်အာ folder 2ရဲ့ကျွန်တော်တို့ဆောက်ဖို့နော်ဒါမှမဟုတ်ကျွန်တော် mkdir ကျွန်တော်ဥပမာ java ဆိုတဲ့ folder တခုရဲ့ပြန်လာလို့ပြောကြရအောင်ကျွန်တော် kotlin ဆိုရပိုတာတခုရယ်နောက်ပြီးတော့ကျွန်တော်အာ java secret ဆိုရယ် folder ရယ်အဲနောက်ပြီးတော့ python ဆိုရယ် folder ရယ်ကျွန်တော် folder လေးခုစောက်လိုက်ပါဘောနော်ဆိုတော့ကျွန်တော်ထုတ်ကြည့်လိုက်တဲ့အခါမှာ folder လေးခုရလာနော်အဲတော့ကျွန်တော် folder ရယ်အများကြီးစောက်လို့ရတယ်လို့ပဲကျွန်တော် rmdir နဲ့ကျွန်တော်တို့အာ folder ရယ်အများကြီးပြန်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ delete လို့လုပ်လို့ရပါဘောနော်ဆိုတော့ okay တော့ကျွန်တော်တို့ java kotlin java secret python ဆိုပြီးကျွန်တော်တို့ပြန်ပြီးတော့ remove လိုက်လို့လုပ်ရအောင်နော် အဲ့ဒါအလားစင်ပြန်ထုတ်ကြည့်တဲ့အခါမှာကျွန်တော်တို့မရှိတော့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့ကဒီမှာပါလဲဆိုတော့ RMDNR ကသူကအထက်ထဲမှာအဲ့ဖိုရာကြီးတဲမှာဘာမှရှိမနေဘူးဆိုရင်ကျွန်တော်တို့ကဒါ remove လုပ်လို့ရနော်โอเคအဲ့တော့ကျွန်တော်နောက်တစ်တခါတက်ပြီး MKDNR ဒီကားကြကျွန်တော် ENG Alliance English ရဲ့ဖိုရာတစ်ခုစောင့်မယ်ပြီးရင်ကျွန်တော်တို့ JAPA ANIAC Japanese ရဲ့ဖိုရာတစ်ခုစောင့်မယ်ပြီးတော့ Thai ဆိုရဲ့ဖိုရာတစ်ခုစောင့်နော်โอเคပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဖိုရာကျွန်တော် အာ final defense ဆောက်လိုက်ပါဘောနော် English ချက်မှာ English ဆိုရင် folder ထဲမှာကျွန်တော်ပါလို့မလဲဆိုတော့အာကျွန်တော် chapter 1ဆိုရက် chapter 1ဆိုရက် folder ထဲမှာပေါ့နော် chapter 1ဆိုရက် folder ထဲမှာကျွန်တော်ပါလို့မလဲဆိုတော့အာကျွန်တော် chapter 1ဆိုရက် folder အရင်ဆောက်လိုက်ပါဘောနော်အာ okay chapter 1ဆိုရယ် folder ထဲမှာကျွန်တော်အာ lesson 1လို့ပေါ့နော် lesson1.tab ဆိုကျွန်တော် file file ဆောက်လိုက်ပါမယ်နော်။ဟုတ်ကဲ့အဲ့ကျွန်တော်တို့မှာအာ chapter 1ဆိုတာမရှိဘူးနော်။မရှိဘူးဆိုတော့ကျွန်တော်တို့အရင်ဆုံး MK DIR နဲ့ကျွန်တော်တို့အရင်ဆုံး folder တစ်ခုဆောက်ဖို့နော်။နော်ဆိုတော့ကျွန်တော်တို့အထက်မှာမှာကျွန်တော်တို့ခုနကကျွန်တော် lesson 1ကိုဆောက်ဖို့ပေါ့နော်။ Okay ဆိုတော့ကျွန်တော်တို့အဲ့တော့ LS အာ English တဲ့ကနော် chapter 1တဲ့ကိုကျွန်တော်ဖွင့်ကြည့်တဲ့အခါမှာ lesson 1 dot test ဆိုပြီးရှိတယ်နော်โอเคဆိုတော့အဲဆိုရင်ကျွန်တော်တို့မှာအခုဘာဖြစ်သွားပြီလဲဆိုတော့အာကျွန်တော် RMDIR နဲ့ remove လုပ်ကြည့်ပါနော် RMDIR English ကိုကျွန်တော် remove လုပ်ကြည့်မယ် English ရဲ့ပြီးရင်ကျွန်တော်တို့ Japanese ရဲ့ကျွန်တော် Thai ရဲ့ကိုကျွန်တော်တို့ remove လုပ်ကြည့်မယ်နော်ဆိုတော့အဲဘာပြဿနာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကအာ English ဆိုရဲဒီ folder ထဲမှာလွတ်ဖြစ်မနေဘူး အလုပ်ပြမနေဘူးဆိုတော့သူကသူ့ရဲ့အထက်ထဲမှာသူကနောက်ထပ် folder တွေထပ်ပြီးပါနေရပါတော့ဆိုတော့ကျွန်တော်ဒီမှာဟိုဟာအရှိမကျွန်တော် RMDIR နဲ့ကျွန်တော်ဖြတ်လိုက်တဲ့အချိန်မှာ Japanese နဲ့ Thai နဲ့ပြတ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ပြန်ပြပြန်ဆောက်ပါပေါ့နော်အာကျွန်တော်တို့အာ Japanese Japanese ကကြာပြတ်သွားပြီပေါ့နော်ပြတ်သွားပြီဆိုတော့ Japanese ကိုပြန်ဆောက်ပါပေါ့နော် Japanese ကိုပြန်ဆောက်မယ်ပြီးရင်အာကျွန်တော် set တက်ဆောက်လိုက်ပါနော်ဆိုတော့ dash b အာ JAP အနည်းရစီ Japanese ရပြီးတော့ကျွန်တော် chapter 1ဆိုရဖွဲ့တာတစ်ခုဆောက်လိုက်ပါပေါ့နော် okay ဆိုတော့ကျွန်တော်တို့ပြန်ထုတ်ကြည့်တဲ့အခါမှာအင်္ဂလိပ်စီပဲဂျပန်နည်းစီပဲပေါ့နော်အဲ့တော့ကျွန်တော်တို့မလုပ်လဲဆိုတော့ကျွန်တော်တို့ RMDIR နဲ့ကျွန်တော်တို့ remove လုပ်မယ် English ကိုလည်းအာ sorry Japanese ပဲသိတာနော် remove လုပ်မယ်နော်အဲ့ဆိုတော့ Japanese ကလည်းမရဘူးဘာလို့လဲဆိုတော့သူအထက်ထက်မှာကျွန်တော် chapter 1ဆိုတဲ့ folder ရှိတယ်နော်ဆိုတော့အဲ့လိုအခြေအနေမျိုးဆိုရင်ကျွန်တော်ဘာလို့သုံးလဲဆိုတော့ကျွန်တော်က RMDIR ဆိုတဲ့ဟာကိုသုံးလို့မရတော့ဘူး RM ဆိုရဲအကောင်လေးပဲသုံးလို့ရတယ်နော် RM လို့ရေးတယ်ပြီးအနောက်ကကျွန်တော်တို့ option R လို့ရေးပေးရတယ်ပြီးကျွန်တော်တို့ဖြတ်ချင်တဲ့အာဒီ folder name ကိုရေးပေါ့နော် English ပေါ့နော် so okay အဲ့တော့ကျွန်တော်ကြမ်းရေးလိုက်ရုံပဲပြီးကျွန်တော် under culture လိုက်ဒါဆိုရင်တော့ကျွန်တော်ပြတ်သွားပြီပေါ့နော် so others နဲ့ထုတ်ကြည့်ရတဲ့အခါမှာ Japanese ကမရှိရောနော် English ကမရှိရောပေါ့နော် okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ RM-R Japanese ကိုကျွန်တော်ရေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ထုတ်ကြည့်ရတဲ့အခါမှာမရှိရောနော်အဲ့တော့ကျွန်တော်တို့ Euro တန်တန်း ဒီတိုင်းဘာမှမရှိတဲ့ folder တွေ remove လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့က rmdir နဲ့ remove လုပ်လို့ရတယ်အဲအဲ့ဒီလိုမဟုတ်ဘူးအထက်ထဲမှာ folder တွေ nested တခုခုပါနေရယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီအထက်ထဲမှာ file တခုခုကျွန်တော် create လုပ်ထားတယ်ဆိုရင်ကျွန်တော်တို့က rm ဆိုရက် command ကိုသုံးပြီးအနောက်က option dash r နဲ့ကျွန်တော်တို့က option r နဲ့ကျွန်တော်တို့ကတွေ့ပြီးတော့သုံးပြရပါတယ်နော် okay ဆိုတော့ဒါရောကျွန်တော်တို့မှတ်ထားမှတ်သားထားအောင်အရာပေါ့နော် okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပြောလဲဆိုတော့ကျွန်တော်တို့အာ ကျွန်တော် nested directory ကိုကျွန်တော် remove လုပ်မှာပေါ့နော်အဲ့တော့ okay ဆိုတော့ဒါကခုနကကျွန်တော် multiple directory ကိုကျွန်တော် remove လုပ်ပြီးသွားပြီအပြင်ကျွန်တော်အခုဒီတစ်ခါကြာပါလို့မလဲဆိုတော့ကျွန်တော် nested directory ကို remove လုပ်မယ်နော်ဆိုတော့ကျွန်တော် nested directory ကို remove လုပ်မယ်ဆိုရင်ကျွန်တော်တို့ကအာဆိုတော့ကျွန်တော်ခုနလိုပဲကျွန်တော်ဖိုင်တစ်ခုပြန်ဆောက်ဖို့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော် clear လုပ်လိုက်ပါမယ်နော်နော် alien g u a g s language suggest ဆိုပြီးဖိုင်တစ်ခုဆောက်လိုက်နော် okay ဆိုတော့အထက်မှာမှာကျွန်တော်ဘာလုပ်မလဲဆိုတော့ mkgir language system မှာ GUAGS နော် Okay ဆိုတော့ကျွန်တော် Okay ဆိုတော့ကျွန်တော်ရို languages နော်နာမည်လေးပြန်ပြလိုက်နော် Okay ဆိုတော့ကျွန်တော်အာအဲ့ဒီအဲ့ဒီ game မှာကျွန်တော်တို့က MV sorry MKDIR အဲ့ဒီ language ဆိုရပို့ရတယ်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် English လို့ထပ်ဆောက်လိုက်မယ်နော် PNG LSH English ပေါ့နော် English ဆိုရပို့တာကိုကျွန်တော်တို့က language ဆိုရပို့ရရမှာ English ဆိုပြီးဆောက်ပို့နော်အဲ့ English ဆိုရပို့ရတယ်မှာကျွန်တော်ဘာလုပ်မလဲဆိုတော့ chapter 1လို့ထပ်ဆောက်နော် chapter 1လို့ထပ်ဆောက် okay နော်ဆိုအခုဒီကကျွန်တော်ရိုးရှင်းတယ်ပေါ့နော်ဆိုတော့ဒါပို့ရသုံးခုကျွန်တော်တို့မှာရှိရပေါ့နော် okay ဆိုတော့ကျွန်တော် English ကိုပါကျွန်တော်ဆောက်ချင်တာဖြစ်ကြတော့ကျွန်တော်အရှိမအာ dash p လေးဆောက်လိုက်ပေါ့နော် okay chapter web ပေါ့နော် so okay အဲ့ကျွန်တော်တို့က ls dash r နဲ့ထုတ်ကြည့်မယ် so okay အာ sorry ကျွန်တော် ls dash r နဲ့ဘာဝတ်ထုတ်ကြည့်မလဲဆိုတော့ ls dash r အာကျွန်တော်တို့ language ဆိုရဖူတာဝတ်ထုတ်ကြည့်ပါမနော်စတာဆို language ဆိုရဖူတာထဲမှာ english ရှိတယ်ပြီး chapter 1ရှိတယ်နော် okay အဲ့ကျွန်တော်ကခုနလိုဘာလုပ်လဲဆိုတော့ rmdir နဲ့ဖြတ်မယ်ကျွန်တော်တို့အဲ့ဒီ cv တချောင်းလုံးဖြတ်မယ်ပေါ့နော် language ကိုဖြတ်မယ်ပြီးကျွန်တော်တို့ chapter 1ကိုဖြတ်မယ် language ကိုဖြတ်မယ် English ကိုဖြတ်မယ်ပြီး chapter 1ကိုဖြတ်မယ်ပေါ့နော် okay ဆိုတော့ကျွန်တော်အလားခေါ်ချလိုက်ဆိုတော့ကျွန်တော်ကြီးတဲ့အခါမှာဘာဖြစ်လဲဆိုတော့ language ကပြတ်မသွားသေးနော်ဆိုတော့အကျွန်တော်တို့ ls-r language ဆိုပြီးကျွန်တော်ကြီးတဲ့အခါမှာအထက်မှာသူကဘာကြံသေးလဲဆိုတော့ English ဆိုရယ်ဖွယ်ကြီး English ဆိုရယ်ဖွယ်ကြံသေးတယ်နော်ကျွန်တော်ပထမဘူးရင်းရှိတာ language တဲ့မှာ english ရှိတယ် english တဲ့မှာ chapter 1ရှိတယ်အဲဒီမှာ chapter 1ဆိုရယ်ပူတာရှိတယ် အဲ့ဒါ language တဲ့မှာအင်္ဂလိပ်ရှိရယ်နော်အင်္ဂလိပ်ဆိုရဖူလာကြီးဒီမှာသူရှိနေတယ်ဒါပေမဲ့ chapter 1တော့ပျောက်သွားတယ်တဲ့ဆိုတော့ကျွန်တော်တို့ကပြောရင်တော့ဟိုအာကျွန်တော်ဖူလာစောင့်ရင်တော့ဒီ CV တက်ချောင်းလုံးသူကစောက်ပြီးရယ်နော်ဖူလာခုနကကျွန်တော်တို့စောက်တယ် MKDN နဲ့စောက်တယ်ဆိုတော့ CV တက်ချောင်းလုံးစောက်ပြီးရယ်အဲဒါပေမဲ့အရှိမ dash ပြီးနေထရရယ်အဲ့လိုမျိုးပဲကျွန်တော်က CV တက်ချောင်းလုံးကျွန်တော်ကဖြတ်ထုတ်ပြချင်တယ်ဆိုကျွန်တော်ကဘာလို့ပြရလဲဆိုတော့ကျွန်တော်တို့ကအရှိမကျွန်တော်တို့အာ dash ပြီးလို့ထည့်ပြရမှာနော် โอเคအဲ့တော့ကျွန်တော်အဲ့ဒါလေးပြန်ပြီးစမ်းကြည့်ပါမယ်ဆိုတော့ English channel မှာကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ကျွန်တော် MKTI ဟာ MKTI ဟာဘာလုပ်မလဲဆိုတော့ English channel မှာအခုလက်ရှိရှိနေတာတရားပေါ့နော်ဒါ RMDI ဟာပေါ့နော်ဆိုတော့ကျွန်တော် English channel ကိုယူသွားမယ် sorry language channel ကိုသွားမယ်နော် language channel English ပေါ့နော် Okay ဆိုတော့ English ရဖူတာပေါ့နော် sorry ကျွန်တော်ပူရာကြီးကျွန်တော်မှားဆောင်မိနေဆိုတော့ LS uh, ls languages ဆိုပြီးတော့ကျွန်တော်ကြည့်လိုက်မယ်နော် em ဆိုပြီးဖြစ်သွားပြီ okay ဆိုတော့ကျွန်တော် rmdir languages တဲ့က em လေးချက်ပြန်ဖြတ်လိုက်ပါမယ်နော် okay ဆိုတော့ mkdir languages တဲ့က english တဲ့ကကျွန်တော်တို့ chapter 1ဆိုပြီးတော့ကျွန်တော်တို့အထောက်ရအောင် vocab ဆိုပြီးကျွန်တော်ဖွဲတစ်ခုဆောက်လိုက်မယ်နော် vocab ဆိုရကျွန်တော်ဖွဲတစ်ခုဆောက်လိုက်မယ် okay ဆိုတော့ကျွန်တော်တို့အဲ့ဒီ အဲ့ဒီ CV တက်လျှောက်လုံးကျွန်တော်တို့ဖြတ်ထုတ်ပြချင်တာဗောနော် CV တက်လျှောက်လုံးဖြတ်ထုတ်ပြချင်တယ်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့အရှိမှာကျွန်တော် CV တက်လျှောက်လုံး create လုပ်တဲ့ command ဖြစ်တဲ့ RMDIR ကျွန်တော် dash p ဆိုရဲကျွန်တော် option လေးကိုကျွန်တော်ရေးမယ်ပြီးရင်ကျွန်တော်တို့ language တဲက english တဲက vocab ဆိုရဲကျွန်တော်ဒီကောင်လေးဖြတ်ချလိုက်နော်ဒါဆိုရင်တော့ကျွန်တော်ထုတ်ကြည့်လိုက်တဲ့အခါမှာမရှိတော့ပါဘူးနော် CS ပဲရှိပါနော်โอเคအဲ့တော့ကျွန်တော်တို့ကဒီလို CV တက်လျှောက်လုံးဖြတ်ထုတ်ပြချင်တယ်ဆိုရင်ကျွန်တော်ဘာကိုသုံးမလဲဆိုတော့အာကျွန်တော်တို့ dash p ဆိုရဲ option လေးကိုသုံးပါမယ်နော်โอเคဒါတော့ ကျွန်တော်နောက်တစ်ခုကြည့်အောင်ပါနော်ပါဠိကျန်သေးလဲပေါ့နော်โอเคဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဘယ်လိုကျွန်တော်တို့အလုပ်တွေအများကြီးလုပ်သွားတယ်လုပ်သွားပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့အဲ့ဒီအများကြီးလုပ်သွားတဲ့အပြောင်းလဲတွေကိုကျွန်တော်ထုတ်ကြည့်ကြည့်နေဆိုရင်ကျွန်တော်တို့ဆိုတော့ဒီ V ဆိုရဲ option တွေကျွန်တော်ထုတ်ကြည့်ပါနော်โอเคဆိုတော့ကျွန်တော်အဲ့ဒီဟာလေးတစ်ချက်ပြန်ကြည့်အောင်နော်โอเค sorry အာကျွန်တော်ခုနအဲ့လေးပြောပြပကြံခဲ့ပါနော်ဆိုတော့အဲ့ကျွန်တော်တို့အရှိမရှိခဲ့ command တွေချက်ပြန်ရေးပါမယ်နော်ဆိုတော့ mkdir ကျွန်တော် language language เนาะ sorry dash p v ပြီး language တဲ့ကကျွန်တော်တို့ english တဲ့ကအဲကျွန်တော် vocab ပေါ့နော် vocab ဆိုရယ် vocab လေးတစ်ခုစောင့်မယ်ဆိုတော့ကျွန်တော်ဒီမှာထုတ်ကြည့်လိုက်ကြပေါ့နော်ဆိုတော့ကျွန်တော် folder သုံးခုစောင့်သွားတယ်အဲ့လိုမျိုးပဲကျွန်တော်ပြန်ဖြတ်မယ်ဆိုရင် rmdir ပြီးကျွန်တော်တို့ dash p v language တဲ့က gu ages language တဲ့က english တဲ့က vocab ဆိုရယ် folder ကိုကျွန်တော်တို့ဖြတ်နော်ဒါဆိုရင်သူကဒီမှာကျွန်တော်တို့ကိုအာ ဒီအောက်ဆုံးဟောတူကကြောင့်ဖြတ်တဲ့အခါ create လုပ်တဲ့အခါကျရင်အပေါ်ဆုံးက create လုပ်တယ်နော်ဒီမှာရေး language ဆိုရင်အပေါ်ဆုံးက folder ကို create လုပ်တယ်ပြီးရင်သူတွေက english ကို create လုပ်တယ်ပြီးရင်အာ vocab ကို create လုပ်တယ်အဲ့လိုမျိုးပဲတော့ပြန်ဖြတ်တဲ့အခါကျရင်သူကအပေါ်ဆုံးအားယူဖြတ်ပြတာမဟုတ်ဘူးဆိုတော့အောက်ဆုံးကနေပြီးတော့သူကပြန်လာဖြတ်တယ်ဗောနော်အောက်ကနေပြီးတော့ဖြတ်တယ်ပြီးရင်သူ့အပေါ်တစ်စင်းကိုဖြတ်တယ်သူ့အပေါ်တစ်စင်းကိုဖြတ်တယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့ဖြတ်သွားတာဖြစ်ပါတယ် โอเคဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ remove လုပ်တာကိုကောင်းကောင်းကြီးလုပ်တတ်ပြီးထင်ပါတယ်နော်ဆိုတော့ကျွန်တော်ဒီမှာဘာပြောပြခဲ့လဲဆိုတော့ကျွန်တော်တို့အာ folder တစ်ခုတည်းကို remove လုပ်တယ်ပြီးရင်ကျွန်တော် folder ကြီးအများကြီးကို remove လုပ်တယ်အဲပြီးရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ nested folder ကြီး remove လုပ်တယ်ပေါ့နော် nested folder remove လုပ်တယ်ပြီးရင်ကျွန်တော်ဒီမှာအာဒါ nested folder ကို remove လုပ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကကျွန်တော်ဘာလုပ်တာလဲဆိုတော့ကျွန်တော်ဒီကောင်ကကျတော့အထက်မှာ data ရှိနေတဲ့ဟာပေါ့နော်ဘာလို့ folder nested တစ်ခုခုရှိနေရဲဒါမှမဟုတ်လဲ file တစ်ခုခုရှိနေရဲဆိုတော့ကျွန်တော်တို့ RMDIR ဆိုတော့ကျွန်တော်တို့သုံးတယ် တော့အဲ့လိုမျိုးပဲကျွန်တော်ခုန nested ဆိုရပို့တာတွေထဲမှာမှာကျွန်တော်တို့ကအဲ့အဲ့ဒီမှာ file လေးရှိနေရဆိုလဲကျွန်တော်တို့ rm ဆိုတော့ကျွန်တော် -r ပဲသုံးနော် nested အဓိကကျွန်တော် data တစ်ခုခုရှိပြီဆိုတာ ਨੇ ကျွန်တော်ပုံမှန် mkdir ကိုသုံးတဲ့နေရာမှာကျွန်တော်ဘာကိုအစားထိုးပြီးသုံးလိုက်လဲဆိုတော့ rm-r ကိုသုံးနော် okay ဆိုတော့ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့က အဒီ folder ကို cv တချောင်လို့ဖြတ်ပြချင်တာဆိုရင်ကျွန်တော်တို့ကဒီတိုင်းပုံမှန်အတိုင်းကျွန်တော် rmdir နဲ့ဖြတ်ပြလို့မရဘဲနဲ့ကျွန်တော်အနောက်မှာ dash p ဆိုတဲ့ option လေးကိုပါရပါရပြောရရင်တော့ကျွန်တော်တို့အဲ့ folder ရဲ့အပေါ်က page rank တွေပါကျွန်တော်တို့ဖြတ်ဖြတ်ပြသွားမယ်ဆိုရယ်သဘောတရားမျိုးကိုကျွန်တော်တို့ကပြောတာဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒါဒီမှာကျွန်တော်ထူးခြားတဲ့တကူကကျွန်တော်ဗာလေးထပ်ပြီးသင်ပေးခဲ့တယ်ဆိုတော့ကျွန်တော် ls dash r ဆိုရယ် အာဒီ command တွေကိုထပ်ပြီးသင်ပေးခဲ့ဟဲ့နော်ဆိုတော့ dash r ဆိုတာကျွန်တော်ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ဒီကိုလုတ်သွားတဲ့အာဒီ folder ဆောက်သွားရပေါ့နော်အဲ့ဆောက်သွားရ folder ရဲ့အထက်က structure တကူလုံးကျွန်တော်ထုတ်ကြည့်ခြင်းလဲဆိုရင်ကျွန်တော် alas dash r ဆိုတဲ့ command တွေကျွန်တော်သုံးပါတယ်နော်ဆိုတော့ကျွန်တော်အရှိမတော့ဒီ command တွေကျွန်တော်မသင်ပေးခဲ့ဘူးကျွန်တော်ဒီမှာကြားထဲမှာသင်ပေးတယ်နော်โอเคအဲ့တော့ဒီမှာရောဒီ verbs ဆိုရဲ့ဒီ option လေးကိုကျွန်တော်တို့တက်နိုင်တယ်ဗျာထည့်ထည့်ပြီးတော့သုံးပြပါဒါကဗာသူ့ရဲ့ထူးခြားချက်ကဗာလဲဆိုတော့ကျွန်တော်တို့လုတ်ဆောင်ခဲ့တဲ့မြာအချက်အလက်တွေဗာလဲဆိုတော့ကျွန်တော်တို့ပြန်ပြပြီးတော့မြင်နေရပါတယ်နော် โอเคဟုတ်ပြီကျွန်တော်တို့ဘာလုပ်မလဲဆိုတော့နောက်တစ်ခုကကြာတော့ကျွန်တော်တို့အာပြန်ထွက်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ CD နဲ့ပြန်ထွက်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ CD desktop တွေကိုသွားပါမယ်နော် CD desktop တွေကိုသွားမယ်ပြီးကျွန်တော်တို့ LS နဲ့ထုတ်ကြည့်မယ်အဲပြီးရင် CS တွေကိုသွားမယ်ပေါ့နော် CD CS တွေကိုသွားမယ်ပြီး LS နဲ့ကြည့်မယ်ပြီးရင်ကျွန်တော်တို့အာဒီနေ့ folder တစ်ခုစောင့်မှာပေါ့နော် sorry ကျွန်တော် command တွေကိုသွားမယ်ပေါ့နော် CD command history ကိုသွားမယ်ကျွန်တော်တို့ touch file တစ်ခုစောင့်မယ် dash အာကျွန်တော်တို့ပါလဲဆိုတော့ d9.txt ဆိုပြီးတော့ကျွန်တော်တို့ ဖိုင်တစ်ခုစောက်ပါမယ်နော်။ Okay ပြီးကျွန်တော်တို့ HRS DR1 history တဲက history တဲက data တွေကိုကျွန်တော်တို့ day9. test တွေကိုကျွန်တော်ထည့်မယ်။ပြီးရင် command အာ sorry ပြီးရင်ကျွန်တော်တို့ date ဆိုရက် command ရေးမယ်ပြီးရင်ကျွန်တော်တို့အာ day9. test တွေကိုကျွန်တော်ထည့်ပါမယ်နော်။ so okay အဲဒါဆိုရင်တော့ကျွန်တော်တို့ RMDIR နဲ့ပတ်သက်တဲ့အာကျွန်တော်တို့ဒီ option တွေအကုန်လုံးကိုသိသွားပြီထင်ပါတယ်နော် so okay ဒီနေ့ကတော့ဒီလောက်ပါပဲအာကျွန်တော်ထုတ်စံတိုင်းကျွန်တော် အာ comment ကကျွန်တော်တို့ rm တိကျရ comment down လို့မှတ်ပေးပါနော်။ဟုတ်ကဲ့ဒီနေ့တော့လောက်ပါမယ်။နောက်နေ့မှဆက်တွေ့ပါမယ်နော်။